တခြားကျောင်းသားတွေအားလုံးကကန်နေမှာထမင်းစားနေကြတဲ့အခါသူမကတော့နေတဲ့မဲကစားကွင်းထဲမှာတယောက်ထည့်အဖော်မဲစွာနဲ့စားလို့နေရပါတယ်။အတန်းထဲမှာအလှပဆုံးမိန်းကလေးတယောက်ဖြစ်ပေမဲ့သူမမှာတငယ်ချင်းမရှိပဲအမြင့်တဲ့အပေခံဖြစ်ပြီးတော့မှအထီးကျန်နေပါတယ်။ဒါပေမဲ့တခြားကျောင်းသားတွေကိုလည်းအပြစ်တင်လို့တော့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တော့သူတို့တွေဟာလည်းအသက်ရှင်နေနေကြလို့ဖြစ်ပြီးတော့မှဘယ်ချင်းကစားခင်မှမသိဘဲနဲ့သူ့ရဲ့အနာကိုကက်တာနဲ့ဒုက္ခရောက်တဲ့ကြပါတော့တယ်။တချို့တွေကဓာတ်လိုက်ခင်ရပြီးတချို့တွေကတော့ကားတိုက်ခင်ရသလို တချို့တွေဆိုလို့ရှိရင်တော့တေဆုံသွားတာတွေလည်းရှိပါသေးတယ်။အဲဒါကြောင့်မေသူ့ရဲ့အတန်းဘော်တွေဟာသူ့ကိုစုံမလို့တိတိစိတ်ခေါ်ချပြီးတော့မှဘသူကမှသူ့ရဲ့အနာကိုမကဲ့ရဲပါဘူး။မိကျန်ကတော့နည်းနည်းဝမ်းနေနေပေမဲ့လည်းအတန်းဘော်တွေမကြောက်ရအောင်လို့ဆိုပြီးတော့သူမဟာလူတိုင်းနဲ့အဆက်အသွယ်မလုပ်ဖဲနေဖို့လည်းစ조사ပါတယ်။ဒါကြောင့်ចောင်းသွားတော့မှဘတ်စကားမစီးပဲနဲ့သူဟာအသွားပြန်ကိုလမ်းလျှောက်ပြီးတော့သွားတတ်ပါတယ်။ဒါပေမဲ့မထင်မထားတဲ့ဒီနေ့မှာတော့ထူးထူးခြားခြားမိုးရွာလာခဲ့ပြီးတော့သူမလေးထီးမေးလာခဲ့ပါတယ်။သူမကိုချစ်ချင်နေတဲ့កောင်လေးတယောက်ကဘာကုမမယုံကြည်ပဲနဲ့ သူမကိုအိမ်ပြန်လိုက်ဖို့ပေးချင်ပါတယ်တက်တဲ့နဲ့မြနီလန်းပေါင်းစုံနဲ့ညင်းခဲ့ပေမဲ့လေကောင်းလေးကဆရာထက်တန်နေတာကြောင့်ဒါပေမဲ့မထင်မထားပဲနဲ့ဒူရီယာမြောက်တဲ့နေ့အကြောင်းကိုရောက်တဲ့အခါမှာတော့အဲ့ဒီကောင်းလေးဟာမူကျူးပြစ်ခင်ရပြီးတော့တေဆုံးသွားပြီလို့သိလိုက်ရပါတယ်အဲ့ဒါနဲ့ပဲသူမကိုဆုံးမဆိုပြီးတော့ထမှန်အတီးပြုခဲ့ကြပြီးအတန်းမိုးတွေကလည်းသူ့ကိုရှောင်ကြပြန်ပါတယ်။သူမကလည်းရုတ်တရက်သူ့ကိုသူသာအပြစ်တင်နေမိပြီးတခြားသူတွေနေတူပါပဲသူကြောင့်အဲ့ဒီကောင်းလေးတရားလာဆိုပြီးတော့တွေးနေမိပါတော့တယ်။ ဒါပေမဲ့လည်းအတန်းလေးမှာလီသုံးချမ်းဆိုတဲ့ကောင်းလေးတယောက်ကတော့အဲ့လိုမထင်မြင်ပါဘူးဒေတာအချက်လက်တွေကိုခွဲခြမ်းစစ်ပြရတာကျန်နေတဲ့တဲ့သူဖြစ်ပြီးတော့မှဒါရီဟာမတော်တဆတိုက်ဆိုင်မှုတွေဖြစ်ပြီးမိချမ်းနဲ့ဆက်ဆက်မှုရှိနေတယ်လို့လည်းယုံကြည်ထားတဲ့သူတယောက်ပါပြီးတော့သူကမိချမ်းကိုတိတိစိအာယုံဆိုင်နေပြီးတော့မှမိချမ်းနဲ့စကားပြောပြီးတဲ့အခါမှာအဲ့ဒီကောလာဟာလာတွေကိုဖျောက်ဖျက်ဖို့အတွက်ကြိုးစားနေပါတော့တယ်ဒါပေမဲ့သူလို့ချင်နေတဲ့ကိစ္စကိုတခြားလူတယောက်ကအရင်ဥသွားခဲ့တာဖြစ်ပြီးအဲ့ဒီနေ့ကျောင်းဆင်းတဲ့အချိန်မှာတခြားကျောင်းသားတယောက်ကမိန်ချမ်းနဲ့စကားပြောဖို့အတွက်အစပြုခဲ့တာပါ ဒါပေမဲ့လည်းအဲ့ဒီကောင်လေးရဲ့ဖြစ်ပျက်ကပိုပြီးတော့ဝမ်းနေစရာကောင်းမယ်လို့ဘယ်သူကမှထင်မထားခဲ့ပါဘူး။သူတို့တွေလမ်းခွဲပြီးတဲ့နောက်မှာတော့လမ်းပေါ်မှာအေးအေးဆေးဆေးစပင်းစီနေရင်းနဲ့ဘူအားမြင့်တဲ့တကြိုတခုပြုတ်ကျလာခဲ့ပြီးတော့တက်လိုက်သေးဆုံးလို့သွားပါတယ်။ဒူရီယာမြောက်တဲ့နေမှာတော့ကျောင်းဟာသူ့အတွက်ဇာပနာလုပ်ပေးကြပြီးဇာပနာပြီးသွားတဲ့နောက်မှာတော့မိန်ချမ်းနဲ့အတန်းတွေကိုဘယ်တော့မှပြန်မလာတော့ပါဘူး။ ခုံနန်းနေပေါ်မှာအတန်းပေါ်ရီရဲ့သူ့ကိုစုံမလို့ပြောဆိုထားတာတွေထွက်သွားမှုပြောဆိုထားတာတွေကြည်ပြီးတော့မှသူမလည်းမတက်တာပဲနဲ့လက်ခံမှုရွေးချယ်ခဲ့ရပြီးတော့စိတ်ပြက်လက်ပြက်နဲ့ပဲကျောင်းကနေထွက်ခဲ့ရပါတယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့လီတုံးညာဟာသူ့ကိုစကားပြောချင်ခဲ့ပြီးမှနောက်ဆုံးအချိန်ထိစကားပြောခွင့်မရတာကြောင့်ပဲအတော်လေးကိုနောင်နာတွေရနေပါတယ်။ဒီလိုနဲ့နှစ်တွေအတော်ကြာပြီးတဲ့နောက်မှာတော့လီတုံးညာကလည်းဘွေးရသွားခဲ့ပြီးဖြစ်ပြီးတော့မှလာစာအမြင့်ဆုံးရတဲ့အချက်လက်ခွဲချမ်းစိတ်ပြသူတယောက်ဖြစ်လာခဲ့ပါတော့တယ်။အဲဒီကမှထင်မှတ်ထားပေးနေတဲ့ အဲ့ဒီအလုံစင်းတဲ့အခါမှာမင်းကျန်းနဲ့မီအောင်ရထားမှာအမတ်တမဲဇုံခဲ့ကြပြီးတော့မင်းကျန်းဟာအရင်ကအတိုင်းပါပဲလူတွေနဲ့အဆက်ဆံမလုပ်ထားတဲ့ပုံစံကိုတွေ့ရပါတယ်။အဲ့လိုနဲ့မင်းကျန်းကရထားပေါ်ကဆင်းသွားတဲ့နောက်မှာလီတိုးကျန်းကလည်းသူ့ရဲ့နောက်ကနေအမြန်လိုက်သွားခဲ့ပြီးဒီတဲ့ချိန်မှာတော့ဘလူအန်ရဲ့ပဲရှိပါသေးစကားပြောမယ်လို့လည်းဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့လည်းသူ့ကိုယ်သူမိန်ချမ်းကိုတွေ့တာနဲ့ဘာမှတုံ့ပြန်မှုမရှိတော့ဘဲနဲ့သူ့ရဲ့နောက်ပဲလိုက်လာခဲ့မိတာကြောင့်သူတကယ်ပဲဘာတွေလုပ်ချင်တာလဲဆိုတာသူရောငါရောမှတ်မိပါမလားဆိုတာအသိစိတ်ပြန်ကက်လို့သွားပါတော့တယ်။ဒါပေမဲ့သူတုံဆိုင်နေတော့မှာပဲမိန်ချမ်းဟာလည်းပျောက်ွယ်သွားခဲ့ပြီးလမ်းကြောင်းတစ်ခုကနေဖြတ်သွားတဲ့အခါမှာတော့ပြန်ပြီးတော့တွေ့လဲရပါတော့တယ်။အဲ့ဒီအချိန်မှာမင်းချင်းဟာကြောင်လေးတကောင်ကိုစကားပြောနေတဲ့အတန်းကိုကြားလိုက်ရပြီးတော့သူမဟာကြောင်လေးကိုသူ့ရဲ့လူတွေနဲ့မဆက်ဆံပေနဲ့တကယ်ပဲရှင်သန်နိုင်ပါမလားလောကကြီးမှာအသက်ရှင်နေရမလားပျောက်ွယ်သွားရမလားမသိတော့ဘူးဆိုပြီးတော့ရှင်ဖွင့်လို့နေပါတော့တယ် ။ဒုံချင်ကတော့မိချင်းကောင်းကောင်းမွန်မွန်နဲ့ရှင်သန်သွားလာနိုင်မှုအတွက်မျှော်လင့်နေခဲ့ပြီးသူနဲ့မျက်နှာချင်းဆိုင်ဆုံတွေ့နိုင်မှုအတွက်မျှော်လင့်နေတဲ့လူတယောက်ပါ။ဒါပေမဲ့အထင်မှန်မှထားတာကတော့မိချင်းဒီလိုဘဝမျိုးနဲ့နေထိုင်နိုင်မှုအတွက်သူပါလို့တင်လေမိချင်းကိုဘယ်လိုမျိုးကူညီပေးရမလဲဆိုတာကတော့သူ့အတွက်ဗဟေလိတွေဖြစ်လို့နေပါတယ်။ဒါပေမဲ့လည်းဘုရားသခင်ဟာသူတို့ကိုပြန်ဆောင်ဈေးဝင်အောင်ပေးထားမှလို့တော့တရားပေါ်နီလန်းတော့ရှိမှာပဲလို့ယုံကြည်နေပြီးမထင်မှန်ထားပဲနဲ့သူတရင်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မင်းကမြေအောင်ရထားမှာမိန်းချမ်းကိုနှောက်ရက်ခဲ့တဲ့အမျိုးသား ရုတ်တရက်ယောဂာနဲ့တည်ဆုံခဲ့ပြီဆိုတဲ့သတင်းတွေ့လည်ရပါတော့တယ်။အဲ့ဒီသတင်းကြောင့်ပဲတုံးချန်လေးတော်တော်လေးကမှထိတ်လန့်သွားခဲ့ရပြီးတော့ဧကနဒလုံးနှစ်တွင်အများကြီးကြာပြီးတာတော့မှမင်းချင်းရင်ကိုဘောကကျိန်းတော်တွေဟာရှိနေသေးတာလား။အဲ့ဒီမတော်တဆမှုတွေကတက်ဆိုင်တာတွေလားဒါမှမဟုတ်မင်းချင်းကလည်းတကယ်ပဲလူတွေပြောကြတဲ့လိုမျိုးဘယ်သူမှချင်ကလို့မရတဲ့ဆုံးမပဲလား။ဒါကိုပြေရှားဖို့အတွက်တုံးချန်ကလည်းအဲ့ဒီချိန်ကစပြီးတော့ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။